ုဒ္ဓံတရဏံကိသာမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိမိမိဘဝကိုဓမ္မတန်ခံကိုအနှင်းပြီးတော့ကိုယ်ပဲစိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ် ရသဗျာဟောထားတာကိုတေချာကြည့်ဘုရားဘယ်လိုဟောတော့ရေကေစီဗုဒ္ဓံတရဏံကတာတိနာတိဂမိတ်တန်တိအပါယဘူမိဘုရားတရားတန်ခါယရဏ၃ပါးကိုအလေးအနက်စိတ်ပါလက်ပါဆိုဝိจิตတည်းဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ ဖះကုံကိုအာယုံပြုပြီးတော့ငါဘုရားဖះကိုအနမ်းပါတယ်ဖះဆုံးမတိုင်းလိုက်နာပါမယ်တရားကိုရှင်းသုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လှူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုရက်ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဖះတရားတန်ဃာယရဏသုံးပါးကိုကိုယ်ပဲစိတ်ခတ်ခြင်းလို့ဆိုရက်တရဏဂုံမွန်မြတ်တဲ့တရဏဂုံ